အလုံးမမင်္ဂလာပါအညမြ education မှာယနေ့တင်ချမယ့်တင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်း16ရဲ့ lesson 30ဖြစ်ဖြစ်ပါတယ်ဆရာတို့စီးမြစ်နံပါတ်၄ကိုဆက်လက်လေ့လာလိုက်ရအောင်ပါစီးမြစ်နံပါတ်၄မှာဆိုရင်ဆရာတို့ဖြန့်ဝေရဂုံတတိပဲဖြစ်ပါတယ်ဆရာတန်ဖိုးလေးပြောင်းလဲပြီးတော့တွက်ထားပါတယ် circle တန်ဖိုးဒီ1မှာ triangle တန်ဖိုးဒီ3ပါ square တန်ဖိုးဒီ2ပဲဖြစ်ပါတယ်1 into 3 2ပဲဖြစ်ပါတယ် ခွင်းထဲကကင်းကိုဖြစ်ရှင်းတဲ့အခါမှာဝမ်းရပါတယ်ထို့ကြောင့်ရှေကင်းဒီဝမ်းမှာ1 into 1မြှောက်လိုက်ရင်ဝမ်းပဲဖြစ်ပါတယ်ဖြန့်ဝေရဂုံတတိကိုဖြစ်ရှင်းတဲ့အခါမှာစာကေတံမှုဒီဝမ်းမှာ triangle ဒီ3ပါလက္ခဏာက minus ပါစာကေတံမှုဒီဝမ်းမှာ square တံမှုဒီ2ပါ1 3မြောက်ရင်3ပဲဖြစ်ပါတယ်1 2မြောက်ရင်2ပဲဖြစ်ပါတယ်ရရှိလာသောတံမှုဒီ1ပဲဖြစ်ပါတယ်ထို့ကြောင့်ဖြန့်ဝေရဂုံတတိဤနှုတ်ချင်းဒီလေဆရာတို့ပြည့်လည်စေမှုရှိပါတယ်ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားလိုက် န်စင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေကြပါစေဗျာ